ငွေဒီဝဘာလဲဆိုဘာမှမဟုတ်ဘူးလေသိလားဘာမှမဟုတ်ဘူးဆရာဝန်ဖြစ်တယ်ဆရာဝန်လောက်လာဆိုလဲဆရာဝန်မလောက်ဘူးအဲ့ဆိုစာရေးဆရာလားဆိုတော့လဲစာရေးဆရာဆက်ဆက်လည်းမဟုတ်ဘူးကိုကကိုစ조사နေတော့ရုံးကန်နေတော့လမ်းရှာပြီးတော့ရှောက်နေတော့မယ်ပေါ့နော်ဆိုတော့ကိုကတခုဖြစ်ချင်တဲ့သူတွေကိုအားပေးချင်တယ်ပြီးတော့အားငယ်နေတဲ့သူတွေကိုလည်းနှွေးထွေးမှုပေးချင်တယ်နှစ်သိမ့်မှုပေးချင်တယ်ပေါ့နော်ဆိုတော့ဒီစာအုပ်ကလေးကိုဖတ်ချင်းအပြင်အเจ้าရလေးတွေကိုနဲ့တိုက်ဆိုင်သွားတဲ့ဟာလေးတွေတခုမဟုတ်တခုမှရှိပါလိမ့်မယ်ပေါ့ မွေးနဲ့လည်းနှီးပြီပေါ့နော်ဆိုတော့ငါ note 43ဆိုပြီးတော့စာအုပ်ကလေးထုတ်လိုက်မယ်ထုတ်လိုက်တဲ့စာအုပ်ကလေးကိုအခုရေးလိုက်မယ်ပေါ့နော်ဟိုရတဲ့အချိန်လေးအတွင်းမှာကြိုးကြိုးစားစားလေးရေးလိုက်လို့သာဒီမွေးနဲ့အမိလေးပေါ့နော်စာအုပ်ကလေးထွက်လာနိုင်ရင်ဒီတစ်ခါတော့ဒီစာအုပ်ကလေးအားဖြင့်ငါကူညီလိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မကဟိုဒီဒီတခါကိုကိုရိုင်း produce လုပ်မှာ哦ကိုရိုင်း produce လုပ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာအုပ်ရဲ့ဟိုထုတ်ဝေတဲ့ cost တွေအားလုံးကိုကပေးရမှာ哦เนาะ အဲ့တော့ကိုပေးတဲ့ပတ်စံရောရလာမယ့်အကျိုးအမြတ်ရော အားလုံးအရင်ရောအမြတ်ကောလှူလိုက်မယ်အဓိကကတော့ဟိုကိုကိုချစ်ပြီးဝန်းရံပေးတဲ့သူတွေကိုအားကိုးတဲ့စိတ်ကလေးပေါ့နော်။အော်သူတို့တွေကိုကိုကိုချစ်တဲ့စိတ်ကလေးနဲ့ကိုမွေးနေကိုမွေးနေလက်ဆောင်ပေးတဲ့သဘောမျိုးလေးနဲ့ပဲဖြစ်ဖြစ်ဒီစားကလေးတွေကိုဝယ်ရင် ကိုမွေးနေလက်ဆောင်ပေးရလဲရောက်တယ်လို့ သူတို့အတွက်လည်းအလှူမှာပါဝင်ရာရောက်တယ်ပေါ့စူပေါင်းအလှူလေးပေါ့နော်ခொနရသားသမီးရဲ့စူပေါင်းအလှူလေးလည်းဖြစ်မယ်ဆိုတော့အဲ့လိုရည်ရွယ်ချက်မျိုးလေးတွေနဲ့မှ No 43ဘက်ကိုလမ်းချောင်းပြောင်းလိုက်တာပေါ့ဟုတ်တယ်အတင်းကတော့အဲ့ဒီဟိုပါပေါ့ဝင်းနေနဲ့ချိန်လိုက်တာပေါ့နော်အော်ကို့မွင်းနေကလည်း43ပြေးမှာဆိုတော့ကို့ကို့အတွက်လည်းဒါမှတ်တိုင်လေးတစ်ခုပေါ့နော်ကို့မွင်းနေရဲ့မှတ်တိုင်လေးတစ်ခုပေါ့ဆိုတော့မ No No 43ပေါ့ဟို No 1အနေနဲ့ အစံလိုက်ရေးသွား Note 43အထိမဒီ Note 43ထုတ်ဖို့လဲစိတ်ကူးအစားတွေကမရှိဘူးပေါ့ Note ကလေးတွေမှာလည်းဘလို့အကြောင်းအရာလေးတွေပါလဲဆိုတော့ဥပမာညီမရဲ့ဟိုကိုယ်တိုင်စဉ်းစားပြီးကိုယ်တိုင်အဖြေတွေ့သွားတဲ့ဟာမျိုးလေးတွေကြတော့အော်ကိုတော့ဒီလိုစဉ်းစားပြီးဒီလိုဖြတ်တန်းလိုက်တယ်ပေါ့အဲ့လို message လေးတွေလည်းပါတယ်ဥပမာတစ်ခါတစ်ခါကြတော့မားတို့ကိုယ်တိုင်ကလမ်းလုံနေရတာလေဖြစ်နေတဲ့အနေအထားတွေကြုံလာတဲ့အခက်အခဲတွေအဲ့ဒီပုံမှာအော်ငါဒီလိုစဉ်းစားလိုက်တော့ငါ ခံစားချက်မကောင်းပါလား။အော်ဒီလိုပြန်ပြီးပြောင်းပြီးစဉ်းစားလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ခံစားချက်လည်းကောင်းသွားတယ်အသိအမြင်လည်းရှင်းသွားတယ်ဆိုရင်ကို့ခံစားချက်ကိုလည်းရေးတာမျိုးလည်းပါတယ်။ကို့အထူးသဖြင့်ကိုယ့်ရဲ့ဒီခံစားချက်ပေါ်မှာကွာဟိုဘယ်လိုပြောမလွတ်မြောက်တဲ့စိတ်ပေါ့။အဲ့မလွတ်မြောက်တဲ့စိတ်ကနေလွတ်မြောက်သွားတယ်။တခါကြကိုယ်ခံစားချက်ကပဲကိုယ်ဒုက္ခပေးတာဘယ်သူမှကိုယ်ဒုက္ခပေးတာမဟုတ်ဘူးလေနော်ဆိုတော့ကိုယ်ခံစားချက်ကလေးတွေကနေကိုယ်ဒုက္ခပေးနေတာကနေကိုယ်လွတ်မြောက်အောင်ဘယ်လိုလေးတွေပြောင်းပြီးတွေးလိုက်တဲ့အခါမှာဖြစ်သွားတယ် ဖြစ်သွားတဲ့ဟာပေါ်မှာလည်းရေးတာပါတယ်။နောက်တစ်ခုကကြတော့ပါလဲဆိုကိုယ့်ရဲ့အားနည်းချက်ကိုရေးတာကိုယ့်ရဲ့အားနည်းချက်ကိုရေးတာဆိုတာဘယ်လိုလဲဆိုတော့အော်ငါဒီနေရာမှာဒီလိုစိတ်ထားဖို့လိုအပ်နေတာပါလားငါဒီလိုမျိုးကိုလှုပ်ဖို့လိုနေတာပါလားအဲ့လိုပေါ့နော်ကိုယ့်ရဲ့ခန့်ကိုယ့်ရဲ့အားနည်းချက်ကိုကိုမြင်တဲ့အခါမှာဒီအားနည်းချက်အပေါ်မှာကိုကသင်ခန်းစာယူပြီးတော့ရေးတာမျိုးလည်းရှိတယ် ီမှာကျတော့လေမလည်းနှုတ်ကလေးတွေတူတူလေးတွေပဲရေးသွားတာပေါ့နော်53ပုတ်ပေါ့53ပုတ်ကိုအရင်အရှိကြီးတွေရေးတာမဟုတ်တဲ့အတွက်ကြောင့်တူ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 နဲ့လူရင်းလေးတွေပဲပေါ့ကိုယ့်ရဲ့အတွေ့အကြုံနဲ့မူတည်ပြီးတော့ကိုယ်လည်းပဲညီမရဲ့ငွေဒီကဘာလဲဆိုဘာမှမဟုတ်ဘူးလေသိလားဘာမှမဟုတ်ဘူးဆရာဝန်ဖြစ်တယ်ဆရာဝန်လောက်လာဆိုလဲဆရာဝန်မလောက်ဘူးအဲ့ဆိုစာရေးဆရာလားဆိုတော့လေစာရေးဆရာဆက်ဆက်လည်းမဟုတ်ကိုကကိုစူးစမ်းနေတော့ရုံးကန်နေတော့လမ်းရှာပြီးတော့ရှောက်နေတော့မယ်ပေါ့နော်ဆိုတော့ကိုကတခုဖြစ်ချင်တဲ့သူတွေအားပေးချင်တယ်ပေါ့ ီးတော့အားငယ်နေတဲ့သူတွေကိုလည်းနှွေးထွေးမှုပေးခြင်းနဲ့နှစ်သိမ့်မှုပေးခြင်းနဲ့ပေါ့နော်ဆိုတော့ဒီစာအုပ်ကလေးကိုဖတ်ခြင်းအပြင်အเจ้าရလေးတွေကိုနဲ့တိုက်ဆိုင်သွားတဲ့ဟာလေးတွေတခုမဟုတ် တခုမှရှိပါလိမ့်မယ်ပေါ့ကိုနဲ့ဆိုင်ရာဆိုင်ရာလေးတွေမှာရသွားနိုင်တဲ့ point လေးတွေအားနေပြီးတော့ကြိုးတခုခုရှိပါစေလို့ပဲကိုကရည်ရွယ်ပြီးရေးတာပေါ့နော် pre order pre paint နဲ့သွားတယ်ဆိုတော့ရည်ရွယ်ချက်ကိုကပါလဲဆိုတော့စာအုပ်ဆိုင်တွေမှာတင်ရင်ကျတော့ဒီမှာ consignment စနစ်လိုမျိုးသွားတဲ့အတွက်ကြောင့်မလို့မှ၃လမှသူတို့ငွေရှင်းတယ်ဆိုတော့အဲ့ချိန်ကျမှကိုကပတ်စံရတာမျိုး ဆိုတော့အခုဒါကကြတော့ကိုကလှူကျန်တာလေလှူကျန်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြ мян ရရင်မြ мян လှူလို့ရတယ်ဆိုတဲ့အနေနဲ့မပရီအော်ဒါပြေးပိနေသွားတာပေါ့အဲ့အတွက်ကြောင့်မလို့ကိုကများများလှူကျန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးလည်းမလျှော့ချင်ဘူး promotion လည်းမပေးချင်ဘူးဒါပေမဲ့ကိုလုတ်တဲ့အလုပ်ကလေးဆိုကိုချစ်တဲ့သူတွေကဝန်းရံတာပေါ့ဥပမာဟိုတမီးရဲ့မမအခုစာကလေးရေးတယ်ဟေးဆိုရင်မမအမေကဝယ်တယ်ပေါ့ဝယ်ပြီးတော့သူချစ်တဲ့သူမိတ်ဆွေတွေကိုပေးပြတာပေါ့ပေးတယ်ဆိုတော့အမှန်တကယ်တော့ तू က သူပေးချင်တာတမမအောင်အားပေးတာပေါ့နော်ချစ်ချစ်တာပေါ့နော်အဲ့လိုသဘောမျိုးနဲ့ကိုယ့်အချစ်တဲ့သူတွေကဝိုင်းပြီးဝယ်ကြတယ်အားပေးကြတယ်အဲ့လိုမျိုးလေးပေါ့နော်ဟိုအဲ့လိုမျိုးကိုယ့်ကိုချစ်ပေးပြီးဝန်းရံပြီးတော့ပေါ့နော်ဟိုကိုအမားရဲ့လုံရင်လည်းခွန့်ခွန့်လှော့ပေးတဲ့သူတွေရှိကြလို့လဲကိုကဒီလိုလေးဟိုလှုပ်ရဲတာပေါ့နော်လှုပ်ရဲပြီးတော့သူတို့သူတို့ချစ်တဲ့ချစ်ချင်းမြတ်တာလေးတွေကိုအားကိုးပြီးတော့ခုလိုမျိုးလေးပေါ့နော် အစီအစဉ်လေးတွေလုတ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကျေစုတင်တယ်ဆိုတဲ့အကြောင်းလေးလည်းပြောကျင်တယ်ပြီးတော့အလှူထဲမှာကိုပါကျင်တဲ့စိတ်နဲ့ပေါ့နော်ဝိုင်းပြီးတော့ဝင်းရံအားပေးပြီးဝယ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်လည်းတကယ်ကျေစုတင်တယ်ဟိုချစ်ချင်းမြတ်တာတွေကိုလည်းတကယ်ခံစားရတယ်ကိုတကယ်အမှန်တိုင်းပြောတာဘလို့ပဲဟိုအချိန်တို့အတွင်းမှာစ조사조사ပြီးရေးရသည်ဖြစ်စေအရန်ပင်ပန်းခဲ့ပါတယ်ဒါပေမဲ့စာအုပ်အော်ဒါလေးတွေတက်တဲ့အချိန်မှာလေး အရန်ပီတီဖြစ်တယ်မျက်ရည်ဝဲတဲ့အထီကိုတကယ်ပီတီဖြစ်တယ်အဲ့ဒီအချိန်မှာငါဒီလိုမျိုးပင်ပင်ပန်းပန်းလေးလှုပ်ခဲ့လို့ငါပင်ပန်းခံခဲ့လို့ဆိုတော့ခံစားချက်ကလေးကဟိုကို့တကယ်နှစ်သိမ့်မှုပေါ့နော်ပြန်ပြီးတော့ပေးတယ်ပေါ့ကကြီးသုံးမကျော်လာနိုင်တဲ့အလှလည်းဖြစ်ပါစေစိတ်နှလုံးကောင်းစားတကယ်တို့အရာရာမှာကောင်းစားခြင်းနဲ့ပြန်ပြီးပြည့်စုံနိုင်ကြပါစေလို့မားကလည်းဟိုဇာဖက်ပြိတ်သက်ကိုဆုတောင်းပေးခြင်းနဲ့ပေါ့ကျေးဇူးအများကြီးတင်ပါတယ်